မင်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးသားသောခမုံအင်းလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းလေးအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရစေခင်ဗျာခမုံအင်းအပိုင်းလေးမခင်စောကတည်ငြိမ်သောအတန်ဖြင့်ပြောပြီးအခန်းတွင်မှလက်ထွက်သွားလေသည် ကိုပါကြီးသည်မခင်စောအားနောက်မှမျက်စိတစုံ ကြည့်လိုက်ပြီးနကုံးမပစ္စည်းများကိုလွတ်ရကြွရသွားပြည့်ရန်စူသောင်းရှင်ောင်းနေသည် ရှင်းလာတော့ဇနီးကြောင့်မရတာယူကြီးဖြစ်နေတော့ဦးစောမောင်ကြီးအိမ်တင်းရေးကိုလည်းလှဲ့မကြည့်တမီးကိုလည်းတတိမထားစီပွားရေးကိုလည်းဂယုမဆိုင်တော့ပဲရှင်းဇနီးဤတတင်းကို စနီးနာကငွေကုန်ကြေးကြခံပြီးရှာဖွေနေတော့သည်အညီရှိလျင်ရင်အောင်သည်ဟူသောစကားတိုင်းရှင်မယားပြန်ရောက်လာဖို့သာအာတိတထားသောဦးစောမောင်သည်ဒံပြန်ဓာတ်ရိုက်အစိမ့်တိုက်ပညာဘက်၌အလွန်အစွမ်းရှိပါသည် ဆိုသောပယောဂဆရာဦးအောင်လေးအား အိမ်ပေါ်သို့တင်ခေါ်လာခဲ့ပြီးဖြစ်သည်တယောဂဆရာမဥတက်ပြီးခေါ်ရတော့လဲအသက်မှာ30မြတာရှိသေးသည်ကဲဟောဒီအိမ်ဦးခန်းမှာဆရာစိတ်တန်းကြနေပြီစိတ်တန်းကြတာဆင်ရင်သားမှာလူသည်မပစ္စည်းပြောငွေကိုအားမနာနဲ့ဆရာဟိုအကောင်မရှိမဆန့်ဖြစ်ပြီးတေးကျွန်တော်ဇနီးစိတ်လဲပြီးကျွန်တော်ထံပြန်ရောက်ဖို့ပဲရေးကြည့်တယ်ဒီကိစ္စအောင်မြင်ရင်ဆရာကငွေ3000တိတိကတော့ပါမယ် ဦးစောမောင်ကယခုကဲ့သို့ခံဝန်ကတိပေးပြီးဒေါခင်ဆင့်နှကုံးဆောက်ခဲ့ရာအခန်းကျဲကြီးတွင်တတိတနံဆန်ခိုင်းလိုက်သည်ညာနှုံးပြည့်စိတ်ချယုံကြည်ကြီးညိုသွားဖြင့်ဖျားတဆူဘူးတလုံးမြရိုသေစည်းကပ်ကိုးကွယ်လေသည်ဦးစောမောင်ကပယောကဆရာဦးအောင်လေးအားအိမ်ဦးကန်းသို့ခေါ်တင်လာခြင်းကကိုပါကြီးသည်မိဖို့ဆောင်ဝါမှ နားမလည်သောမျက်နှာဖြင့်ငဲကြည့်နေသည်။သပင်ရှိကိုရောင်းတဲ့ဆောင်ဆမြိတ်ကွင်းချထုံးကား ။ပန်းရဲရောင်ပိုးပွားပွားကိုရောင်တုံးဖော်ပြီးပေါင်းထားသည်။အသားညိုညိုအရက်ထောင်ထောင်မောင်းမောင်းကိုလုံးကိုထဲတုတ်တုတ်ခိုင်ခိုင်ရောလုံးကြီးအနက်အပေါ်ပုံအင်းကြီးအနက်နှင့်မီသည့်အရာတွေထဲထားမှမသိပြည့်ပေါင်းနေသော ချမ်းလွယ်အိမ်နှလုံးကိုပခုံးနှစ်ဖက်မှလွဲကာချမ်းထဲနေပတ်ထားသောကျိန်လုံးကြီးကိုကျိန်လုံးကြီးကိုလည်းကင်ပြီမျက်နှာသားတင်းတင်းဖြင့်ဦးစိုးမောင်နှင့်ဘေးချင်းရှင်ကအိမ်ဦးခန်းသို့ကြွကြော့မော့မော့ရှောက်သွားသောပယောကဆရာအား ကိုပါကြီးကမျက်စိစပန်မွေးစူးနေသည်ကိုပါကြီးလာကြပါဦးအခန်းကျက်ကြီးအတွင်းမှခေါ်လိုက်တော့ဦးစောမောင်အတန်းကြောင့်ကိုပါကြီးကနှိမ်မြန်စွာဝင်သွားရသည်ဟောဒီခန်းမှာသပွဲရှင်နှလုံးတောက်ရီဦးဆရာကြီးအိတ်ဖို့ကရင်အိတ်ရလိုလေသေးမရှိ အပြည့်စုံလှုပ်ပေးလိုက်ကြားဦးစောမောင်ကပြောလိုက်ဩဟုတ်ကဲ့ကိုပါကြီးကပျော်ကဆရာကြီးဦးအောင်လေးအားမျက်လုံးဆွေကြည့်ရင်ကဟုတ်ကဲ့လာရည် ဆရာကြီးရဲ့စားတောက်ရေးနေရေးထိုင်ရေးမှာအားလုံးစိတ်တမ်းကြဖြစ်အောင်လုပ်ပေးရမယ်နော်ကိုပါကြီးဟုတ်ကဲ့ဆရာကိုပါကြီးမှာစိတ်တမ်းကြအောင်ဟုတ်ကဲ့ လိုက်နေရတော့လေဘလို့ဆရာကြီးဖြစ်ဖြစ်ဘာအတွက်အိမ်ဦးခံတက်ရပြန်ဒီကိုနားမလဲရှာသေးပြီဈေးကိုတွားရမယ်ဆရာကြီးကစီမံလိုက်မယ်ဟုတ်ကဲ့အခုချက်ချင်းလို့ရမှာကငါပြောတဲ့အတိုင်းစပွဲတွေအိယာကတင်းတွေပြည့်စုံအောင်မြန်မြန်လုပ်ဟုတ်ကဲ့ ဦးစောမောင်ဤအာနာဆက်အတိုင်းခမဆောင်ကြီးတဲ့ဝယ်နတ်စင်လှူထားခဲ့တော့ခေါင်းရင်ဘက်ကစပွဲစီကြီးနှလုံးဆက်ခင်းထားရသည်အခန်းကြီးတပတ်တော့နင်းဆရာကြီးအဲ့ရန်ကျွန်းကတဲ့မွေရာတကလက်ဆောင်ဒါရှင်တော်တို့ဖြင့်ခန္ဓာလှပခန္ဓာတော့အဲ့ရာကိုပြင်ပေးရသည်ကတင်ရှိရင်ဘက်တွင်ခိုင်ခန့်တော့အဝတ်တင်ကြိုတန်းတွယ်ပေးရသည်ကတင်နှင့်ခလန်းန်းတွင်ကြောက်ရစေအိုးနှင့်တကွတော့ တန်ချင်းသည့်ရေအိုးစင်ကိုလှုပ်ပေးရသည် ကိုပါကြီးတယောက်ဖက်ဖက်မောလောက်ကင်နေသည့်အချိန်မှာဦးစောမောင်နှင့်ဆရာကြီးတို့စကားတီးတိုးဖြင့်စီမံမှန်းမှန်းနေကြသည်အားလုံးပြီးပါပြီတထင်းမင်းကိုပါကြီးကမောဟိုက်နွမ်းနယ်စွာဖြင့်အစီရင်ခံလိုက်သည်ဦးစောမောင်ကတပည့်ကျော်ကြီးပြင်ဆင်မုံမှန်ထားသည့်ဘက်ကိုလှည့်ကြည့်လိုက်ပြီသဘောကျပါရဲ့လားဆရာကြီးဟုရိုသေစွာမေးလိုက်ဆရာကြီးကမျက်နှာထားတင်းတင်းဖြင့်အင်းတော်လောက်ပါပြီ ဒါပေမဲ့ဇပွဲချက်ကြီးချင်းမှာအခင်းတစ်ခုလိုတယ်။ဟုတ်မိမ့်မွားလိုက်။ကိုပါကြီးဟိုတက်သားတကားတက်ဘီရိုကြီးထဲမှာပေါ်သောတစ်ချက်ယူခဲ့ပြီးဇပွဲချက်မှာခင်းလိုက်။ဦးစောမောင်ခိုင်းလိုက်။ဟုတ်ကဲ့။လှပတော့ဒေါင်းရုပ်ပေါ်ကော်စောကြီးကိုဇပွဲချက်၌ခင်းပြီးတော့အခါဦးစောမောင်က ကိုပါကြီးဟောဒီစရင်အတိုင်းဈေးကိုတွားဝယ်။မြန်မြန်ဝယ်မြန်မြန်ပြန်ခဲ့။ရော့ငွေ150 ပို့ပြောကစရင်စာရွက်နဲ့ငွေကိုပေးလိုက်သည် ကိုပါကြီးအမောပြေအသက်ရှူရန်ပင်အချိန်မရရှိ အမင်းအတိုင်းဝယ်ချမ်းပြီးလာတော့အခါဆရာကြီးစေခိုင်းစီမံသည်မကိုပါကြီးကလုပ်ပေးရသည်ဇပွဲကြီးကြီးနှလုံးမှာချန်တယ်နီအပြည့်ခင်းထားသည် ကြီးမာသောကျွေရည်တုတ်တန်စလုံးကြီးတဲ့တွင်ငပြောဝဲအုံပွဲများဖိနှိအောင်ပြင်ကဇပွဲပေါ်အစီရင်တင်ရသည်ဖျောင်းတိုင်ထုတ် အမွေးနိုင်ထုတ်တွေကိုဇပွဲတစ်ဖက်ဆုံးမှာတက်ရက်စွာစီထားရသည်။ကဲတပည့်ကြီးအလောက်ကပြီးပြီ။ကျန်တာကိုဆရာကြီးပဲဆက်လုပ်တော့မယ်။ဆရာကြီးကပြောကလွယ်အိတ်တွင်းမှပစ္စည်းများကိုထုတ်လိုက်ပြီ။ဗတော်ပွဲများနဲ့တွဲကတွဲကနေရာချလိုက်၏။ကိုပါကြီးသည်ထိတ်လန့်သောစိတ်ဖြင့်မျက်လုံးများပင်ပြူးသွားမိသည်။ဘလူးယုတ်၊ခေါင်းဝန်းယုတ်၊တရဲယုတ်၊စုံကဝေ၊ဒေါဂနီအယုတ်များလူလက်ဖြံယိုးများ ။သွားအဖျဲသားနှင့်လူဦးကောင်းခွန်များမှာကြက်သိန်းထဖွယ်တွေ့ရ၏။ဖတ်လိုက်တာများနဲ့နော်။မိမကနတ်တွင်နဲ့ကိစ္စများသွားတယ်။အခုယောက်ျားကတရေတက်စီဆုံးကဝေနဲ့ကိစ္စများအောင်မှာပါကလား။မိန်းကလေးကိုတော့ငါတနာလိုက်ပါပြီတော့။ဟုတ်ကိုပါကြီးကစိတ်တွင်းမှာမတက်မတာတွေးလိုက်နှိလေတော့၏။ကိုပါကြီးတွားမိဘကြောင့်ဝင်ခြေတော့ညစာအတွက်ကောင်းကောင်းစီမံ ငိုင်းနေသော ကိုပါကြီးအားဦးစောမောင်ကအမိန်ပေးလိုက်။ဟုတ်ကဲ့။ကိုပါကြီးကထုံးစံအတိုင်းဟုတ်ကဲ့လုပ်လိုက်ပြီးမိဘဆောင်သွုံဝင်လာခဲ့၏။ချက်ရင်ပြုံရင်မိဘဖြစ်တဲ့မှအိမ်ဝင်းဝါတို့မခင်စောအကြောင်းအစင်းအလာကို မကြာခဏမျှော်ကြည့်သည်။ဒေါခင်စင်ကိစ္စပေါ်ပြီးမှမခင်စောသည်အကြောင်းကိုရှင်းရှင်းတက်နေရသည်။ဖခင်ကတမီးအားဂယုမဆိုင်ပဲမရေပြောက်ရှာပုံတော်ဖွင့်နေသည်ဖြင့် ိမ်မာမော်တော်ကားမှာအားသည်ကိုရမရှိချာပေ။တားဖနေရောက်တနေကုန်၍မှမျက်နှာချင်းမဆိုင်မီ။မခင်စောသည် စာကိုသာမဲပြီးကြက်နေတော်၏။ပန်ဝင်းကျင်ကကဲ့ရဲ့မေးမငေါ်ကြသည်ကို မခင်စောသည် အပင်အကန်းတပ်ဖွဲ့လှိလူရှုကစိတ်ခိုင်ခိုင်ထားနေသည်။ယူဖွဲ့ထားသောပစ္စည်းများကိုကဖခင်၏စိတ်တည်ငြိမ်လာ၍စီဝါရင်မှန်တမိမှန်ဂယုဆိုင်လာသောအခါအာလုံးပြန့်အပ်မည်ဟုစိတ်ကိုဆုံးဖြတ်ထားသည်။ ကျောင်းလွယ်အိတ်ကိုလွယ်ကခေါင်းငိုက်ဆိုင်ချပြီးဝင်ဝင်းမဝင်းလာတော့မခင်စောကိုမြင်လိုက်၏ကိုပါကြီးသည်မိဖို့ဆောင်မှကြပြကတိပြည့်ထွက်ခါမခင်စောအားတိုးတိတ်စွာခေါ်ယူလိုက်၏ထူရှားသောကိုပါကြီးအမူအရာကြောင့်မခင်စောသည်အကင်းပါစွာတိတ်တဆိတ်မိဖို့ဆောင်သို့ဝင်လာသည်ဘာဖြစ်ပြန်ပြီလဲကိုပါကြီးမခင်စောက တိုးတိတ်စွာမေးလိုက်၏အိမ်မှာမော်တော်ကားရှိနေ၍ဖခင်အိမ်မှာရှိမှန်းမခင်စောကသိလိုက်၏ ကိုပါကြီးတီသူဆောင်ရွက်ပေးခဲ့လောက်ကန်ရက်ခဲ့ရသည်များမခင်စောအားခရီးစိတ်တွင်ကြပြောပြလိုက်ပြီအဲ့ဒါတတိသာထားနေပြီးတော့မခင်စောအောင်လန်းဆရာနဲ့တူတယ်မခင်စောဖခင်ကဘာအကြံနဲ့အိမ်ပေါ်ခေါ်တင်တယ်မသိဘူးဒီတခါအဆက်ကွဲဒုက္ခဖြစ်ဖို့တော့ဒီအိမ်မှာမိမသားဆိုလို့မိန်းကလေးပဲရှိတော့တယ်စိတ်မချမ်းသာစွာ ပြောလိုက်တော့ကိုပါကြီးကြောင့်မောလာတော့မခင်စောမှာ ရင်ဝါကိုရှည်နေစောင့်ကန်လိုက်တယ်လို့စိုးနှင့်သွားရရှာနေသည်။အော်ဒီအဖေအမေရဲ့တမိမှဖြစ်လာရတဲ့ငါကုတ္တကနဲ့နော်။လိုင်လဲသွားညင်ညူလိုက်တော့မခင်စောဤစကားအတိတ်ပဲအပြည့်အစုံကိုပါကြီးကကောင်းစွာနားလည်လိုက်။အေးတတိမလစ်စင်နဲ့ပေါ့မိန်းကလေးရဲ့ငါလည်းအတက်နိုင်ဆုံးစောင့်ရှောက်ပါမယ်ကွယ်။ကိုပါကြီးကမခင်စောမျက်နှာကိုမကြည့်ရတဲ့ကဲ့သို့ဦးကောင်းကုန်းကစက်တုံကိုမဲပြီးလှိနေရမှာ။ စိတ်မကောင်းစွာပြောလိုက်သည် မခင်စောသည်သူအခန်းသို့ဝင်ရန်တတိမယတကယ်သို့ကိုပါကြီးနားမှာကြောင်းလွယ်အိတ်ကိုရင်ခွင်ထဲထည့်ပြီးခိန်တိုင်းကုန်ကလေးတစ်ခုပေါ်မှာထိုင်ကကိုပါကြီးကြက်သွန်လှီးနေသည်ကိုအထိတ်ပဲမရှိငေးကြည့်နေမိသည်စာမေးခွန်းနေပြီလားမခင်စောရှေးလာလေလောက်မှစစ်မယ်ဦးလေးဘာမှမလိုတော့ပါလားကွယ်ကဲကဲသွားမခင်စောအမောလေးပါလေဖြည့်ချေအောင်ကွယ်မခင်စောကြိုက်တတ်တဲ့ ငါဖယ်ဆုပ်ဟင်ကောင်းကောင်းချက်ထားတယ်။ငြိမ်ငြိမ်စားဖို့။မခင်စောစိတ်ပြေလက်ပြောက်ဖြစ်သွားအောင် ကိုပါကြီးကစကားမရှိစကားချပြီးပြောကလီပီသားကျက်သွန်တွေကိုထောင်းနေသည်။မခင်စောသည် စကားပြောခြင်းစိတ်လုံးဝမရှိတော့သည့်အတွက်ဖန်ရမဖြေးလေးစွာထားလိုက်၏။ထိုအခါဦးစောမောင်သည်ရုပ်ခနဲမီးဖို့တဲဝင်လာသည်။ဟောသမီးတော်ကြောင်းစင်းလာပြီပဲ။ပြန်ရောက်လာတာကြာပြီလားသမီး။ ဒေါခင်စင်ထွက်သွားပြီးမှမမေးစဘူးတယူတရမေးလိုက်တော့ဖခင်ကြောင့်ဘခင်စောကအခုပဲရောက်ပါတယ်ဖေဖေဟုရှင်လန်းစွာ ပြေးလိုက်အေးအေးဦးစောမောင်ကတမီးအဖေကိုအသေးအမှတ်ပြုလိုက်ပြီဟေ့ပါကြီးမြန်မြန်ချက်ဆရာကြီးကခရီးပန်းလာတော့ထမင်းစောစောစားလိုက်မယ်ကြားလားဟုတ်ကဲ့ကိုပါကြီးကထုံးစံအတိုင်းဟုတ်ခဲ့လိုက်ပြီမခင်စောမျက်နှာကိုမတိမတားလှမ်းကြည့်လိုက်သည် မခင်စောကဖခင်ဤစကားတွင်ဆရာကြီးဟူသောစကားလုံးပါလာသည့်အတွေ့စောစောကရှင်လန်းနေသောစိတ်မှာအစဖော်မရအောင်ပျောက်သွားပြီမိဖို့ဆောင်မှထွက်ရန်ရှေလန်းပြင်လိုက်သည်ဒီမှာဟေ့သမီးလွယ်အိတ်ထားပြီးရင်ဖေဖေနဲ့ဆရာကြီးရှိရာအိမ်ဦးခန့်ကိုမြန်မြန်လာခဲ့စမ်းကွယ်ဦးစောမောင်ကပြောလိုက်သည်ဘာကိစ္စလဲဖေဖေဩတခြားဟိုရိုးလားအခုဖေဖေဆရာကောင်းတဆူနဲ့တွေ့လာတယ်ကွယ်ဒေါဂီပညာမှာတစ်ဖက်ကန်းခတ်ပုံကိုကြီးပဲ သူကအစင်ဖြစ်ရတဲ့ကိစ္စမှာဟိုမိမချရောင်ဆောင်လူလင်ကတအိမ်လုံးဆေးခတ်သွားတာဆိုပဲအဲ့ဒါဆေးဖြေရမှာဖေဖေကိုဆေးစင်ရင်တိုက်ပြီးပြီတမီးလည်းခတ်ဆေးဖြေဖို့ဆေးတက်ရအောင်ပဲလာခဲ့တမီးဦးစောမောင်ကအားရပါရပြောနေသည်ဖေဖေဆရာကအောင်းလန်းဆရာလားမကင်စောကမနှိမ့်မြတ်တန်ဖြင့်မေးလိုက်စောစောကကိုပါကြီးပြောပြတဲ့ဖြင့် မခင်စောတည်ပြီးဖြစ်ပါလေရဲ့အရွက်တရွေမေးလိုက်ဟဲ့ကြမ်းကြလေကြမပြောကောင်းဘူးဆရာကြီးကအကြမ်းမြင်အားလုံးရနေတယ်ဦးစောမောင်ကစိုးရင်ကြီးစွာ ဟန်လိုက်ခတ်ဆေးပြေတော့ဘာဖြစ်မှတဲ့လဲဖြစ်ပြီဩခတ်ပါပြီပါနဲ့တမိရဲ့ဒိုသားဘခတ်ဆေးပြေမှဆေးပြောင်းနိုင်ထွန်းအင်းနဲ့တိုက်လို့ရမှာကွဦးစောမောင်ကထူးထူးခြားခြားပျော်ပြောင်းသောနေတဲ့ဖြင့်တမိအားရှင်းပြနေသည်ဟာ ဒီလိုဆိုနှိပ်တာပေါ့တထင်းမင်းဟိုမျိုးအရှိပောင်မှာနေတဲ့မိုးမခအင်းကြီးဟာငါအဲ့အတွက်နာမည်ကြီးပဲအဲ့ဒီအင်းကြီးကိုတိုက်ခိုင်းသမှာငချင်းကြီးတကောင်ဆို ခွတ်30လောက်တောင် ကြီးတယ်ဆိုပဲအင်းအိုးမွေနေတော့ကိုပါကြီးကလှုပ်ခနဲဝင်ပြောလိုက်ဦးစောမောင်ဆွိတ်ဆွိတ်ခုံသွားလေသည်တဲ့ဘာသာကားပြောတာလဲပါကြီးဆရာကြီးစိတ်ဆိုရင်ဒုက္ခဖြစ်မှာနော်နားမလဲပဲဝင်ပြီးမစွတ်နဲ့ဦးစောမောင်ကဒေါသဖြစ်စွာပြောလိုက်ရာ ကိုပါကြီးဇက်ပူသွားလေသည်ရွယ်အိတ်သိအဝေစားလဲပြီးလာခဲ့သမီးဦးစိုးမောင်ကသမီးအားတစ်ချက်လို့အမိန်ပေးကမိဖို့ဆောင်မှခြေတံပြင်းပြင်းဖြင့်ထွက်ခွာသွားလေသည်မိန်းကလေးကဒီဆရာတိုက်တဲ့စီတောက်အောင်ပါလားကွယ်ငိုင်းနေသောမခင်စောအားကိုပါကြီးကဒုဒုံနေလိုက်သည် မခင်စောကဦးကောင်းကိုဖြင်းညင်းစွာရန်လာ၏ဖြစ်ချင်ရာဖြစ် ကိုပါကြီးရေဒီအိမ်ပေါ်မှာက ကျမကနှင်ချုံပြင်မရှိပါဘူး ကျမအခန်းကလုံးလုံးပိတ်နေမယ်။ဖမင်းဟင်းကိုကိုပါကြီးကသူတို့အလက်ကြည့်ပြီးလာပို့ပြီတော့။မခင်စောက ပြောလိုက်။အေးကောင်းတယ်မိန်းကလေး။အလကားဖြည့်စည်းဆိုတာတို့များတော့မယုံပါဘူး။ဒင်းတို့အောက်လန်းဆရာတွေဟာအပြိုအယွင်းမိန်းကလေးတွေဆို တနည်းနည်းနဲ့ဒုက္ခပေးကြတာပဲကွ။တော်မိန်းကလေးတကားသာပိတ်နေ။ဖမင်းဟင်းမငတ်စေရဘူး။ဦးရတောင်ဝန်ထား။သူတို့အလက်မှာ အစားအသောက်လာပို့မယ်။တကားကိုလက်နဲ့ နှစ်ချက်တခါသုံးချက်တခါခောက်ရင်ငါပဲလို့မှတ်ကြလားကိုပါကြီးကတီးတိုးစွာအားပေးစကားဖြင့်အမှန်အသားပြုလိုက်မခင်စောသည်ကိုပါကြီးအားကျေးဇူးတင်စွာကြည်ကာသူအခန်းသို့လှည့်မြန်စွာဝင်လာပြီးအခန်းတကားကိုအသေးစားချက်ထိုး၍ပိတ်ထားလိုက်လေသည်ဘလို့လဲဦးစောမှာခမည်းသမီးမလာလေးပါလားတရားကြီးကိုတော့ဂျီဒီယာတာလှည့်စားမယ်မကြမ်းနဲ့နော်ကာမတဏ္ဍာရောင်တောက်ပြောင်နေသောမလုံးမျက်လုံးဖြင့် မခင်သောအနာကိုစိတ်သောကြီးစွာဖြင့်ဆောင်းဆိုင်နေသောပယောကဆရာကြီးက အရှင်ရတော်ကြတော့လဲမခင်သောပေါ်မလာသဖြင့်ဦးသောမောင်အားမိုးချင်းတယ်လို့ဟိန်ဟောက်လိုက်ဆရာကြီးရှိတွင်ကစေးစီရင်ရန်အတင်အစင်သိရှိနေသောရှောမောလပသည့်ဒေါခင်စင်းဤတပ်ပေါ်ဒေါခင်စင်းဤအပေါ်အင်းကြီးပေါ်လီထမိန်တင်တင်ွယ်ကြံ့ရင့်သည့်လက်ကင်ပေါ်ပါတထဲနေခဏဟောင်းတရံတို့ကအစီအရေးရှိနေသည် မခင်သောကိုစေးတိုက်ပြီးမှဤပစ္စည်းများကို အင်းချဆင်းရင်မြည်အစဉ်စဉ်ရှိသည်ဥသောမောင်သည်ရှင်းလာသောဇနီးဤဓာတ်ပုံနှင့်ဝိစဉ်သွားသောအင်းကြီးလုံးကြီးများကိုလွမ်းဆုတန်းတသွားငေးမောကြည့်နေရမှာစေးချိန်လုံးဝင့်ကချင်းလိုက်သောဆရာကြီးမျက်နှာကို ကြောက်ရွံ့လိုသေးစွာမော်ကြည့်လိုက်အသက်အရွယ်ကထောက်လာပြီဖြစ်၍ငကိုကအုံမင်းရင်ရော်သာပြုတ်နေသောမျက်နှာမှာရှင်းဇနီးဤတော့ကစိတ်ဒဇမီးကလောင်မြိုက်သဖြင့် အတ္တမှန်ထက်နှစ်ဆပိုပြီးအိုမင်းနေသောဦးစောမောင်ဤမျက်နာသည်စိတ်နှင့်စိတ်ထားမှန်သောလူကောင်းတယောက်မျက်နှာသားမျိုးနှင့်မတူတော့ချေရူးကြောင်ကြောင်အတင်တရံပေါ်နေလေသည်တမီးကလူငယ်ပင်မဲ့မေးလျော့တတ်ပါတယ်ဆရာကြီးကျွန်တော်တည်တည်ကြာကြာမှားထားခဲ့တာမေ့ပြီးစာကျက်နေသလားမသိဘူးဦးစောမောင်ကအခန်းဝါပတ်လှည့်ကတမီးအားမျှော်ကြည့်ရင်က မျက်ဖြေစကားတာယာညှင်းပြောင်းသောအတန်ဖြင့်ပြောလိုက်သည်အေး အခုလောက်ရမယ့်အစီအစဉ်မှာခမည်းသမီးကဂယုမဆိုင်ပဲခမည်းဩဇာကျုပ်ဩဇာကိုမနာခံဘဲနေရင်ခမည်းဇနီးအတွက်နန်းဆုံးမိတာမှတ်ဒီမှာကြည်စမ်းဦးစောမောင်ဆရာကြီးကပြောပြောဆိုဆိုရှောမောလှပတော့ဒေါခင်စင်းဤတပ်ပုံကိုတက်ခနဲ့ကောက်ကဦးစောမောင်ရှေ့သို့ထိုးပြလိုက်ပြီးစကားဆက်လိုက်ပြန်သည်ဘလောက်ရှောမောလှပနဲ့မိမ့်ပါလေဘလောက်ရှစ်ခင်မြန်နိုးစရာကောင်းတဲ့မိမ့်ပါလေဘလောက်ဆွဲမဲမမောစရာကောင်းတဲ့မိမ့်ပါလေ ခမည်းကိုအင်မတန်ချစ်ပြီးတစ္ဆာစောင့်တည်တဲ့မိမကိုဟိုလူလိန်ကနတ်နဲ့တိုက်ပြီးခမည်းတော်မိသားစု၃ယောက်တယောက်ကိုတယောက်ငုံဒီအောင်ကြည်မရအောင်ဆင်းရင်ပြီးခမည်းရင်ထဲကဆွဲထုတ်သွားတယ်ကျုပ်ချီးတဲ့နေရာကိုခမည်းရောက်လာပြီးဒီအကြောင်းတွေပြောအကိုအညီတောင်းတာနဲ့တပြိုင်နက်ကျုပ်အဆောင်အချောက်တွေကိုလှုပ်ပြီးထိမ့်သိမ်းခိုင်းလိုက်လို့ဒီလူလိန်နဲ့ခမည်းစနီးတို့တအိမ်နဲ့အတူနေကြတော့လေတယောက်နဲ့တယောက်အထီးအခိုက်ဘာမှမပြုတ်ကုန်ဘူး ခမည်းဇနီးရဲ့ခန္ဓာကို စင်ကြယ်တန့်ရှင်းလျက်ပဲရှိနေတယ်။ထို့သောလူလိန်ကနတ်နဲ့တိုက်ပြတဲ့ပညာကခမည်းသမီးမှရှိနေသေးတော့ပြန်မလာနိုင်သေးဘူး။လင်ယောက်ျားရဲ့လို့သူ့စိတ်မှာရေးရေးပဲထင်နေသေးတယ်။ခမည်းသမီးကိုဒီကနေ့ညကျုပ်အပီးစီရင်ပြီးဖြည့်ဆည်းတိုက်ပြီးရင်တပတ်အတွင်းခမည်းဇနီးငကိုဆိုင်ရင်အတန်းဖြစ်ပြီးပြန်ရောက်လာမယ်။အဲ့ဒါခမည်းသမီးရအဓိကတော့ချက်ပဲ။ရအောင်သာခေါ်ပြီးတော့ နာနာဒဝီမေဘုရားကြီးကိုဥမေလမ်းမှာဖမ်းဆီးခေါ်ဆောင်သွားပြီးမှဆူလာနိပြမတမင်းကြီးမလွမ်းလွမ်းအောင်မဟောဒရာအမတ်ကြီးကဖွင့်လွင့်ပြောဆိုတဲ့ကဲ့သို့အယောဂဆရာကြီးကဥသောမောင်ပူပြီးလွမ်းအောင်ဆွပေးလိုက်သည်ဒေါခင်စင်တန်ရှင်းစင်ကြလျက်ပင်ရှိသေးပါသည်ဟုမလုံးပြလိုက်သေးသည်ငကိုကစုံမလွန်းသဖြင့်ဘယ်အဖြစ်မျိုးနှင့်လာလာပြန်လာတာဒါလိုရင်းဟုစိတ်ပိုင်းထားပြီးဖြစ်တော့ဥသောမောင်ကို ဒေါခင်စင့်သည်နဂရောရောင်ရောင်ဒူလိန်နှင့်ကင်းရှင်းနေသည်ဟုသိရသောအခါမမောတွေ့တာမှုပိုးလာသည် နှင်းသိမ့်ကျဉ်တတ်သောပီတိစိတ်ဖြစ်လာသည်ငါကိုယ်တိုင်ကိုဆရာကြီးကဖြည့်ဆည်းတိုက်ထားပေးပြီလို့ကိစ္စချောမောနေပါလေစင်ပြောင်ကြီးအမိကြားမှတဲဆိုသလိုဒီသမီးတကောင်ကြောင့်ရှင်စနေဆုံးရကြည်ကျဲဟု မရှိတင်ကဲစိတ်ဒေါသစိတ်ကလွှမ်းမိုးလာသည်ဦးစောမောင်သည်ပင်ကိုအသိဉာဏ်ဖြင့်ဝေဖန်နှိုင်းဆခြင်းမပြုနိုင်တော့ရှိ ကျွန်တော်ကျွန်တော်ရအောင်တွားခေါ်မယ်ဆရာကြီးဦးစောမောင်ကပြောကဆရာကြီးနီးမှထလာပြီမခင်စောရှိရာခန်းတို့တွတ်တွတ်ကြီးလှမ်းလာကတကားကိုတွန်းလိုက်သည်တေရှားစွာရထိုးထားသောခိုင်ခန့်သည့်တကားကြီးကတုတ်တုတ်မှမလုပ်ရှိတမီးတမီးဦးစောမောင်ကလက်နှင့်တကားကို ပုတ်ပြီးခေါ်လိုက်သည်ဖေဖေတမီးစာကြက်နေတယ်အခန်းတွင်မှမခင်စောကြီးတုံ့ပြန်တန်ဖြစ်သည် ဆရာကြီးစီကိုလာခဲ့တော့ဖေဖေမှာခက်ရက်သားနဲ့တမိတဲခတ်တာကိုမေ့နေလို့လားတကားဖွင့်စမ်းမမေ့ဘူးဖေဖေတမိမလာခြင်းလို့အခန်းတွင်းမှာမခင်စောက တကားမဖွင့်ပဲမှန်သည့်အတိုင်းပဲဖြေလိုက်သည်ဘာဘာဖြစ်လို့မလာခြင်းရတာလဲဟမ်တကားဖွင့်စမ်းဦးစောမောင်ကြီးလေတန်းကထမ်းလာသည်ဖေဖေအောင်လန်းစရာနဲ့မျက်နှာချင်းလည်းမဆိုင်ခြင်းဘူးသူတိုက်မဲ့ဆေးလည်းမတောက်ခြင်းဘူး ဒီလိုလူလိန်တွေနဲ့လည်းတမီဘာမှမပတ်သက်ရှင်ဘူးဒါကြောင့်မလာတာတကားမဖွင့်မရခြင်းနဲ့ဖြစ်ဖြစ်ရဲ့မခင်စောကတည်ငိမ်စွာပဲပြောလိုက်ဆရာကြီးကနေ့ကိုဖြည့်စေးတိုင်းမှနေ့အမေအိမ်ပြန်ရောက်လာမှနားလည်လားတလိ္ဆာမှဟိုကိစ္စဟာလည်းနေဒုက္ခပေးလို့နေ့အမေဒုက္ခရောက်ခဲ့တယ်ခုတခါငါ့ကိုဒုက္ခပေးပြန်ပြီလားဟမ်မဖွင့်ဘူးလားဖွင့်မလားဦးစောမောင်ကဒေါသကြီးစွာပြောကား ၎င်းကိုဟုန်တိုင်းတိုင်းမိအောင်ရှင်နှင့်ဆောင်ကန်လိုက်။တမီတောင်းမှန်မရသည်ဖိဖိစဉ်းစားပါဦး။ဖိဖိဆရာကတကယ်ဆွမ်းရိုးမှန်ရင် မေမေဘယ်မှာရှိတယ်ဆိုတာ ပြောပါလား။ဖိဖိသွားပြီးလိုက်ခေါ်ယုံမဲ့ပေါ့။ဘာမှမဆိုင်တဲ့တမီကိုစေးတိုင်းမှမေမေပြန်လာမယ်ဆိုတာလိန်နာပါ။တမီအပြုတ်ရွယ်လေးပါဖိဖိရဲ့။မဟုတ်တဲ့စေးတွေတိုက်ပြီးဒုက္ခပေးရင်တမီဘဝတခြားလို့အညွန်တုံးရတော့မှာ။ ဖေဖေအပေါ်မှာတစ္ဆာမဲသွားသူအတွက်တရားလက်လွတ်ဖြစ်ပြီးတမီးပါအစ်စ်ဒုက္ခတွေ့ရမှာကိုစဉ်းစားပြီးတနာပါအောင်ဖေဖေရဲ့မခင်စောဒီပြောရင်းပင်ကိုတန်ပါလာလေသည်ဦးစောမောင်ကငြိမ်နေ၏မခင်စောစကားကိုနားဝင်၍ငြိမ်နေခြင်းကမဟုတ်မယားစောကြောင့်အဲ့အိတ်မမှန်အစားမမှန်သဖြင့်ခွန်အားဆုပ်ယုပ်နေရမှာဒေါသဖြစ်ရတကားကို ရှည်နှိမ့်ကမ်းရသဖြင့်မောလွန်သောကြောင့်ငြိမ်နေခြင်းဖြစ်သည်ပါကြီး အနေငယ်အမောပြေသောအခါဦးစောမောင်က ပါကြီးအားလှမ်းခေါ်လာ၏အရှိန်အေကိုအကဲခတ်နေသည့်ဖြင့်အားလုံးတည်ပြီးဖြစ်သောပါကြီးက စိတ်မချမ်းမြေ့သောမျက်နှာထားဖြင့်ရှောက်လာသည်ပစိန်သွားယူတကားကိုပေါက်ဖွင့်စမ်းဦးစောမောင်ကတစ်ချက်လွတ်အမိန်ပေးလိုက်ကိုပါကြီးသည်မမျှော်လင့်သောအမိန်ကြောင့်ကြောင်သွားလေသည် အခါတိုင်းကဲ့သို့ဟုတ်ကဲ့မလိုက်နိုင်ရှာတော့ပြီမင်းငါပြောနေတာမကြားဘူးလား ဦးစောမောင်ကစိတ်ဆိုးစွာပြောလိုက်ထိုအခါမက်ခင်စောဤကုတုကံကကောင်း၍ထင်သည်ဦးစောမောင်၏အကိုရင်းဖြစ်သောဦးတိုးမောင်ရောက်လာသည်အိမ်ထဲဝင်မိကလေးကဆူညာပူညာတန်ရှိရာကိုဓာတ်ရရောက်လာသောဦးတိုးမောင်က အဖြစ်အပျက်ကိုမေးလိုက်သည်ဦးတိုးမောင်အတန်းကြောင့်မက်ခင်စောအခန်းတကားကိုဖွင့်ကဘာကြီးဖြစ်သူအားခရီးစိတ်တွင်ကြပြော့ပြကဝမ်းနည်းစွာငိုလိုက်၏ဦးတိုးမောင်က တူမာလေးအားကျင်နာစွာပခုံးကိုဖတ်ပြီးဦးစောမောင်ကလှဲ့ကား အခုပြောနေတာတွေဟုတ်လားကွာစောမောင်ဟုနေတံမာမာဖြစ်မေးလိုက်ဦးစောမောင်မဖြေပြီမင်းစီးမဲ့ကမ်းမဲ့အလိုလိုက်လုံးလို့ခင်ဆင့်ပြက်စီးတာကွာခင်ဆင့်ကနက်ကတော်နဲ့ရှုပ်မင်းကအောက်လန်းပယောဂတွေနဲ့ရှုပ်ကြားထဲကဒီကောင်မလေးပဲဒုက္ခရောက်နေရတယ်မင်းပယောဂဆရာနိုင်ကိုအိမ်ပေါ်တင်ပြီးဆိုတာငါကြားရလို့ကောင်မလေးအတွက်စိတ်ပူတာနဲ့လိုက်လာတာထင်တယ်အတိုင်းတွေ့တာပဲ ဒီလောက်တောင်မရတာယူယူနေတာမင်းကုန်မင်းမချက်ဘူးလားဟမ်ဦးတိုးမောင်ပြောနေတော့လဲဦးစောမောင်တစုံတရာ ခုခံပြောဆိုခြင်းမပြုပေထာယာမထကသူ့ကြည်ညိုလာတော့ဆရာကြီးရှိရာအိမ်ဦးကန်းစီတို့ထွက်သွားလေသည်အကိုရင်းတယောက်ဖြစ်၍ကြောက်ရွံ့သောစိတ်နှင့်နှုတ်လံမထိုးတော့လေသူ့အိမ်ပေါ်မှာသူ့ပိုင်ပစ္စည်းဖြင့်သူ့ထင်ရလောက်မြည်ဖူသောအမူအရာကိုကအားလုံးကထင်ထင်ရှားရှားတွေ့မြင်ကြပေသည် အောင်လန်းဆရာကောင်ဘာမှလဲဒီအိမ်ပေါ်မှာရှိသလားဦးတိုးမောင်ကထွက်သွားသောညီဖြစ်သူကိုကြည့်ရင်းမေးလိုက်ရှိတယ်ဘာပါကြီးဟိုမေမေနကုန်းလောက်ခဲ့တဲ့အိမ်ဦးခန်းမှာမခင်စောဒီသူ့အတွက်ကဲတင်ချင်းအဖြစ်ရောက်လာတော့ဘာကြီးအားအားကိုးစွာမော်ကြည့်ရင်းပြောလိုက်ဦးတိုးမောင်ဒီလူပြိုကြီးဖြစ်၏နေပိုင်ဝန်ထောက်ကြီးအဖြစ်ဖြင့်အမှုထမ်းနေစဉ်က အစိုးရတာဝန်ကြရာဒေသတို့ဝတရားအတိုင်းပြောင်းရွှေ့တာဝန်ထမ်းဆောင်နေရမှာလွန်ခဲ့သော၃နှစ်ခန့်ကပင်စင်ယူလိုက်ပြီးသကိုင်းတောင်မျိုးတွင်တရားထိုင်နေခဲ့သည်ဇာတိရရွာဖြစ်သောအီမျိုးတို့ပြန်ရောက်လာသည်မှာမကြာလှသေးပေမျိုးအစုံတွင်ဝင်းချံကြကြနှင့်အင်ငယ်တလုံးကိုဝယ်ယူကထမင်းဆိုင်တစ်ဆိုင်မှလာကားနှင့်ပို့ပေးသောထမင်းကြိုင်ကိုမှာယူစားတော့ကအေးဆေးစွာနေသူဖြစ်သည် ဦးစောမောင်နဲ့ညီအကိုရင်းပြစ်တော်လဲစိတ်နေသဘောထားချင်းမတူမယားကိုမျက်စိမိတ်ကရှင်းမြတ်နိုးပြီစီမဲ့ကမ်းမဲ့အလိုလိုက်နေသောညီဖြစ်သူနှင့်ခေမအားကြည့်မရတော့ကြောင့်ခက်ကင်းကင်းနေခဲ့သူဖြစ်သည်ယခုလက်တလဲပေါ်ပေါက်လာသောအချိန်အရာသူမအပြိုရွယ်လေးဤရှင်ရဲကိုတွေးပို့မိသည်ဖြင့်ရောက်လာခြင်းဖြစ်ပေသည်လာသမီးနေ့အဖေကြီးညိုကိုးကွယ်နေတဲ့ပယောဂကောင်ကြီးကိုတွားကြည့်ရအောင်မလိုက်ဝန်ဘူးလား ။ဘာကြီးတယောက်လုံးပါနေတာပဲ။ဦးတိုးမောင်ကနိုင်ရန်တွင်မိထောင်ထားသောတူကိုင်လာသည့်ဒုက္ခောက်ကြီးကိုလှမ်းယူရင်းပြောလိုက်။မကြောက်ပါဘူးဘဘကြီး။ကျမအစာကလေးကဘသူ့ကိုမှမကြောက်ဘူး။မိဘဆိုတဲ့ဂုံကျေးစု အစီအတားကြီးကြောင့်စိတ်ရှိတယ်လို့မပြုတ်နိုင်။မစီမံနိုင်ပဲ။အချော်ပေးလာခဲ့ရတာပါ။မခင်စောကပြောလိုက်။ကျွန်တော်လည်းလိုက်ပြရစီ။ မတော်ရဆပယောဂကောင်ကြီးကတခုခုရံမူရင်ကျွန်တော်ပါဝိုင်းတွယ်ပါမယ်။ငကိုကပင်ပယောဂဆရာကြီးကိုမျက်စိစပယ်မွေးစူးနေတော့ကိုပါကြီးကပြောလိုက်။အေးလိုက်တာပေါ့။ကဲသွားကြမယ်။ဦးထိုးမောင်ကပြောရင်ရှေ့ဆုံးမှသွားသည်။အလဲမမခင်စောကိုပါကြီးကနောက်ဆုံးမှအိမ်ဦးကန်းစီသို့စစ်ရှီတက်လာခဲ့ကြနေသည်။အခန်းကျကြီးအတွင်ကတော်ပွဲများတင်ထားသောစပွဲရှိကြီးရှိတွင် ခင်းထားသောကော်စောပေါ်၌ဆရာကြီးသည်တမင်ကိုယ်ထိုင်ကလက်ထဲမှရှံထည်နေပတ်ထားသော စေးကျိန်လုံးကြီးကို ဝင့်ကဒေါနဲ့မန်နဲ့ရေရွတ်ကျိန်ပေါင်းနေဟန်သူရှိတက်တဲ့တွင်က ကျုံကျုံထိုင်ကဦးကောင်းကောင်းပြီဂျိုသေးကျွန်းတော်စွာနာခံနေဟန်ဖြင့်ဦးစောမောင်ကိုတွေ့ရလေ၏ဘခင်စောတို့လူစု အခန်းဝရောက်လျင်ဆရာကြီးသည်ရေရွတ်ကျိန်ပေါင်းနေသောစကားကိုရက်တက်လိုက်ပြီ ကျုပ်အလုတ်ထဲမှာဘာကြောင့်ဝင်ပြီးအနှောက်အယှက်ပေးချင်ရတယ်လဲဟုတင်းပါစွာမေးလိုက်အလိုမင်းဆရာကတဲပြီးလေးတန်းတင်းပါလားကွာသောမောင်ရဥတုံးမောင်ကမတိမဲမြင်ပြောကအခန်းတွင်ဝင်လာပြီဆရာကြီးရှိတက်တဲ့တွင်ဒုက္ကောင်ကြီးကိုလက်ဖြင့်ထောက်ခံရလိုက်မခင်စောကလည်းဥတုံးမောင်၏အနာတွင်ခတင်းတင်းရလိုက်သည်မိုးလာကယ်လာပြောပြီးလိုက်လာသောကိုပါကြီးကအခန်းတွင်မဝင်သေးတကားဝနားမှာပင်ရက်နေသည် ဦးစိုးမောင်က အကိုဖြစ်သူကတချက်မျှတာမော်ကြည့်လိုက်ပြီးတမီးဖြစ်သူအားလာခဲ့ကောင်းပါလေဒီမှာထားဟုဆရာကြီးရှိတတ်တဲ့နေရာကိုညွှန်ပြပြီးအထိုင်ခိုင်းလိုက်မခင်စောကမထိုင်ပေနေစမ်းပါဦးဓာတွေကဘာလို့တာလဲကွာငါ့ကိုရေးလဲအောင်ပြောပြစမ်းဒီကောင်းပါလေးကိုစေးတိုက်တော့ဘာတွေအကျိုးကျေးဇူးဖြစ်မှာလဲစိုးစမ်းပါဦးဦးတိုးမောင်ကဆရာကြီးရှိမှအစီရင်ချထားတော့ ဒေါခင်စင်းဤဓာတ်ပုံအင်းကြီးထမိန်တင်တင်ွယ်ဤလက်ကင်ဘဝခဏများကိုဒုက္ခောက်ဖြင့်ညွန်ပြပြီးမေးလိုက်ကျွန်တော်အကိုသဘောပေါက်ယုံကြည်သွားအောင်ဆရာကြီးရဲ့အစီရင်တကူတတိကိုရှင်းပြပါဆရာကြီးသူအလွန်မှယုံကြည်လေးစားနေသောဆရာကြီးအားမရှိဟန်ဖြင့်ဦးစိုးမောင်ကဂျိုသေးစွာ တောင်းပန်လိုက်ဆရာကြီးကရှောင်းတက်ချက်ဟန့်လိုက်ပြီး ဖြူဖြူဝင်းဝင်းတောင်တင်းဆူပြေသောမခင်စောအားအာသာငန်းငန်းအယောင်တွေလှမ်းနေသောမျက်လုံးဖြင့်တစ်ချက်မြဆူးချစွာကြည်ကငါအစာကိုဤယုံဟန့်သည်ဟူသောမျက်နှာထားမျိုးဖြင့်ဦးတိုးမောင်အားလေးတန်းမှမှထားပြီးပြောလိုက်သည် ကျုပ်ရှေရှေဝေးဝေးမပြောလို့တဘောပေါ့ယုံမဲ့ပြောမယ်နားမလဲလို့လဲကျုပ်ကယူဆိုင်မနေဘူးကျောင်းမှာလဝဲကိုသိန်းလက်ရာကိုသိန်းအွှေရံအဆောင်ချောက်ရှိတယ် မင်းစာကစပြီသုံးကဝေးဇောကနီအလဲ28မင်းအားလုံးကိုကြုံနိုင်တယ်ဟောဒီဓာတ်ပုံရှင်ဆရာကြီးကတကားပြောရင်ဒေါခင်စေးဓာတ်ပုံကိုစေးချိန်လုံးနဲ့ထိုးပြလိုက်ပြီပြန်လာရေးအတွက်ဟိုလူလိန်နဲ့တိုက်ခဲ့တဲ့စေးတွေကိုဖြေဖို့ကိစ္စပဲဦးစောမကိုဖြေပြီးပြီဒီတငယ်မကိုဖြေစေးတိုက်ဖို့အရေးမှာခမည်းတော်ဝင်မရှုံးနဲ့အခုခမည်းတော်ဝင်နှောက်ရက်နေတာကြုံအဆောင်ရှောင်များက ကျုပ်တားမြစ်ထားလို့ခန်းနေတာမဟုတ်ရင်ခင်ဗျားတို့ဒီနေရာမှာ သွေးပွက်ပွက်အန်နေမှာကိုစဉ်းစားမရလားဒါပဲလာခဲ့ဖို့တငယ်မဆရာကြီးကကြက်သိမ်းမွေးညင်းထတဲ့ပွဲပြောပြီး မြေသူမြကယူမဆိုင်ဟန်ဖြင့်မခင်စောအားစေးချိန်လုံးဝင့်ပြီးခေါ်လိုက်သည်စောစောကတကားဝတ်တွင်ရက်နေတော့ကိုပါကြီးပါလိမ့်ဆရာကြီးစကားကြောင့်အခန်းပြင်သို့လှည့်ထွက်သွားသည်ဘဘကြီးကျမတို့ဖျားလို့နော် ယန္တနာ၃ပါးမျက်ရည်ဘာမှမနှောက်ရှက်နိုင်ဘူးမခင်စောကဥတိုးမောင်မျက်နှာကိုကြည့်ပြီးပြောလိုက်သည်ဥတိုးမောင်ကကြေလောင်သောဝလုံးခွဲရေလိုက်ဆရာကြီးမျက်နှာမှာပို၍ခတ်ထန်လာသည်ဘာလဲကျုပ်ကမယုံမသိနဲ့အဆောင်ရှောက်တွေကိုအခုလွှတ်လိုက်ရမလားဥစောမောင်ဒီဆရာကြီးတဲကြီးမခံနိုင်အောင်ဖြစ်ပါကအကိုရောသမီးရောမရှုမလားဒုက္ခဖြစ်ချတော့မည်ဟုဂယုနာတတ်သောမျက်နှာဖြင့်စိတ်မကောင်းစွာကြည့်နေသည် ငါအားလုံးသိပါနဲ့ကွာဒါပေမဲ့ငါညီကအယူထနေတော့လက်တွေ့မပြရင်ယုံမှာမဟုတ်ဘူးကဲဟေ့ဆရာကြီးဆိုတဲ့လူမင်းတကယ်ဆွမ်းရင် ဟောဒီအိမ်ကပါကြီးကိုမင်းတကိုးနဲ့ခင်ဆင့်ဘယ်နေရာမှာဘာဖြစ်နေလဲဆိုတာကြည်ခိုင်းစမ်းလာစမ်းဟေ့ပါကြီးဦးတော်မောင်ကစကားတဆက်တဲ့ကိုပါကြီးအားနှံ့ခေါ်လိုက်သည်ဦးစောမောင်ကလည်းဆရာတကြွသောအမူအရာဖြင့်ကိုပါကြီးအားခေါ်လိုက်သည် ကျောင်းယွန့်ကျောင်းယွန့်အမူအရာဖြင့်ကိုပါကြီးဝင်လာသည်။ကဲပါကြီးရေကြားနဲ့စင်လေပြင်းမှာတွေ့ရတော့မှာပေါ့ကွာ။ဒီဆရာဆိုတဲ့လူလိမ့်နဲ့မလိမ့်ဘူးဆိုတာမင်းမှန်တဲ့အတိုင်းပြောပြီတော့ကွာ။ဟုတ်ဦးတိုးမောင်ကဆိုလိုက်။ပါကြီးတေးသေးချာချာဆရာကြီးအမိတ်နာခံပြီးအာယုံဆိုင်နော်။အဆင့်တဲမှာရှိနေတယ်။ငါ့ကိုလွမ်းလို့ငိုနေသလား။ဟိုနဂရတော်ကောင်ကိုပါရိုက်နေသလား။အဆင့်ဝဝဖြူဖြူလှလှပပပဲလား။ အကိုကြီးရေလို့ငါ့ကိုတပြီးတကြောကြောခေါ်နေသလားငါ့ကို အဆုံးပြန်ပြောစမ်းဦးစောမောင်ကသူ့စိတ်ထဲဖြစ်ရှင်နေတာတွေကိုတတိတိပြောလိုက်သည်ဟိုဆရာကောင်းတကယ်စွမ်းနေရင်တော့ဂျားတဲ့ကငါမြေသားပင်ဖြစ်တော့မှာထင်ပါရဲ့ဟုတ်ကိုပါကြီးကစိုးရင်သွားတွေးပြီကျွန်တော် ကျွန်တော်ဘာလို့ရမလဲသတိမင်းဟုတ်တုံရင်သွားမေးလိုက်ဦးစောမောင်ကဘာမှမပြောမီဆရာကြီးကပြောလိုက်သည်ဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့အပိုင်းစီစဉ်တက်ဆက်မှုကိုဒီမာတင်ခေတ္တခဏရန်နာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာရှင်ပေပေဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ